အားလုံးမင်္ဂလာပါဆရာလင်းသားသမီးတို့ကို grade 8နော်စနစ်သစ်နော်ဆရာတို့တင်လာအခန်း2ရောက်လာပြီအခန်းနဲ့ rational game များရဲ့ထက်ကိန်းများဟုတ်လားလို့ရောကျောင်းဆရာတို့အခန်းနဲ့က rational game များရဲ့ထက်ကိန်းများကိုမသိခင်မှာနော်သားသမီးတို့ကိုဆရာကနော်ဒီဆရာတို့က6တေ9တေ8တေအားတစ်ခုနဲ့တစ်ခုနဲ့ link ဖြစ်နေတယ်ချိန်နေတော့ကွာဒါဆိုရင်ဆရာကသားသမီးတို့ကိုဒီဆရာ rational game များရဲ့ထက်ကိန်းများကိုမသိခင်မှာ နော်ဆရာတော့ခုနှစ်တန်းလုံးကသင်ခဲ့တယ်ဆရာထက်ကိန်းတွေရဲ့ဂုံတက်တီတွေဆရာပြန်မေးချင်တယ်ဥပမာဆရာပြောရရင်တူတူတဲ့ပါဝါကျူကဲဟုတ်ပြီဆရာတော်တွေကိုခွဲပြအောင်ဘဲကောင်းဒီအခြေဘဲကောင်းဒီထင်ညွန်လဲနှစ်ဒီအခြေဟုတ်ပြီနှစ်ဒီအခြေသုံးဒီပါလဲထင်ညွန်ဟုတ်လားပြောဒါလေးကိုဖတ်ရင်ဘယ်လိုဖတ်လဲ2 2 the power 3ဟုတ်လားပြောဒါဆရာတို့သင်ခဲ့တယ်။ကဲနောက်တစ်ခုဆက်သွားအောင်မယ်ကွာ တူပဝါကျူးဆိုတာကဆရာကနှစ်ပဏ္ဍကမြောက်တာလေနှစ်သောကမြောက်တာဒါကြောင့်ဆရာနှစ်အမြောက်နှစ်အမြောက်နှစ်ဟုတ်လားမျိုးဆက်သွားအောင်ပဲကွာနောက်တစ်ခု3 to the power 5ဒါဆိုဒီကောင်စီနဲ့သုံးပဏ္ဍကမြောက်တာလေ3 5ကဆရာတို့မြောက်တာဟုတ်ပြီဒါကိုဆရာတို့ဆက်သွားမယ်ထိုက်ကိန်းတွေကုန်တယ်နော်အခြေတူကိန်းတွေမြောက်ရင်ခြေတူကိန်းတွေမြောက်ရင်ထန်ညုံးတွေကိုဘာလို့ပေးပေါင်းပေးမယ်ခြေတူကိန်းတွေမြောက်ရင်ထန်ညုံးတွေဘာလို့ပေး ပေါင်းမယ်ဒီမှာအခြေနှစ်ဒီမှာလည်းအခြေနှစ်ဒါလို့ဆရာထန်ညိုးနေဘာလို့ပဲပေါင်းမင်းပဲဒါကြောင့်ဆရာ2 to the power 5ဟောလာတယ်ဗျာနောက်တစ်ခုကအခြေတူကိန်းကြီးစားရင်ထန်ညိုးနေကိုဘာလို့ပဲဘာလို့ပြရမလဲနှုတ်ပြရမယ်ဒါကြောင့်ဆရာတော့က3 8 minus 5 equal to ဘယ်လောက်ရလဲ3 power 3ဟုတ်လားလေဟောဒါဆိုရင်ခြေတူကိန်းတွေမြောက်ရင်ထန်ညိုးတွေကိုပေါင်းတယ်ခြေတူကိန်းတွေစားရင်ထန်ညိုးတွေကိုနှုတ်တယ် နောက်တစ်ခုကထညောပေါ်ထညောတင်ထညောချင်းချင်းမလုပ်ပေးလေ။ကဲဟုတ်ပြီဆရာတို့ပြောကြည့်ကြည့်မယ်။ဒီမှာလဲ2ပေါ်က2ထညောပဲ။ဒီကောင်က3ရလဲထညောပဲ။ဒါဆိုရင်ထညောပေါ်ထညောတင်ထညောချင်းချင်းမလုပ်ပေးမြောက်ပေးရမယ်။ဒါကြောင့်ဆရာက2 into 3ဘယ်လောက်ရလဲတမဲရော2ပေါ်က2 2 3ပေါ်က6 ဟုတ်လားလေ။ဒါဆိုပြန်ပြောမယ်ခြေတူခဲနဲ့မြောင်းရင်ထညွန်းတွေကိုပေါင်းတယ်ခြေတူခဲနဲ့စားရင်ထညွန်းတွေကိုနှုတ်တယ်။ထညွန်းပေါ်ထညွန်းစင်ထညွန်းချင်းချင်းပါလို့ပဲမြောက်ပေး။နောက်တစ်ခုကသမိုးပါဝါဘာတဲ့ဆိုင်၊ဂွင်းတဲ့ဆိုင်။သမိုးပါဝါဆိုတာဒီလိုမျိုးလေးပြောတာလေပြော။ Twin into 3သမိုးပါဝါ5ပဲထားလိုက်တော့ဒီ5ဒီဆရာတော်ဘာနဲ့လဲဆိုင်လဲနှစ်နဲ့လဲဆိုင်လဲဘာနဲ့လဲဆိုင်လဲသုံးနဲ့လဲဆိုင်လဲ ဟုတ်လားလေဟောဒါကြောင့်ဆိုတော့2 power of 5 into 3 power ပါလေ5ဟုတ်လားပြန်ဟုတ်ပြီဒါဆိုရင်ဆရာတော်ပြန်ပြောမယ်နော်ဒါဆိုရင်ခြေတူဘိန်းညောင်းရင်ခြေညိုးတွေကိုပေါင်းတယ်ခြေတူဘိန်းညစားရင်ခြေညိုးတွေကိုနှုတ်တယ် power ပေါ် power တင် power နှလုံးညောင်းတယ်သဟိုး power ပါလေဆိုင်ဝင်တယ်ဆိုင်သဟိုး power ဆိုရင်ဝင်တဲ့မှာရှိတဲ့ကနန်းတစ်လုံးကြီးစီနေပါဖြစ်တယ်ဆိုင်တယ်ရမယ်နော်လေဟောဒါဆိုရင်ဆရာတော်အခုဆရာတော် စမဲ့ rational gain တွေရဲ့ဆရာဝါထက် gain တွေကိုစသွားမယ်အခြေ gain နဲ့ပါလေထက်ညွန်အခြေ gain နဲ့ထက်ညွန်ဒါလို့ဆရာတို့ဆိုပြီးတော့ example လေးကိုကြည့်ကြည့်မယ်เนาะဆရာ example လေးကိုကြည့်ကြည့်မယ် a to the power n a to the power n မှာ n ဒီပါလေရောထက်ညွန်ဟုတ်လားနောက်တစ်ခုကဆိုရင် n ဒီပါလေထက်ညွန် a ဒီပါလေအခြေထက်ညွန်ကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲ index ဒါနဲ့ကသားသမီးတော့ဆရာတော်ကအချက်တန်းရောက်လာတဲ့အခါမှာနော်ဆရာတော်ကတိအောင်အမှတ်လည်းရတယ်အမှတ်လည်းရတယ်နောက်တစ်ခုကအခြေခင်းအခြေခင်းအင်္ဂလိပ်လိုဘယ်လိုခေါ်လဲဆိုရင် base လို့ခေါ်တယ်ဒါဆိုရင်ဆရာတော်က a to the power n နော် a to the power n လို့ဆရာတော်ကဖတ်တာ a to the power n ဥပမာဆရာပြောပြမယ်3 power 4ဒါလေးကိုသားသမီးတို့ဖတ်တဲ့အခါမှာ3 to the power 4 ဟုတ်လားလေနော်နားတော့ဆရာတော်ကြည့်ကြည့်မယ်ဟင်5 power 6ပေါ့ကွာဒါဆိုရင်5 to the power ပါတယ်6ရပါလေတော့ရမယ်နော်ဒါဆိုရင်ဘယ်လိုဖတ်ရမှာလဲဒါဆိုရင်နားလိုက်ပြီနော်နားလိုက်ပြီဒါဆိုရင်အောက်မှာနေလိုက်ကောင်ဒီအခြေအပေါ်မှာတင်ထားလိုက်ကောင်ဒီပါလေထညောဒါဆိုရင်ဆရာဆက်သွားမယ်ဥပမာဟုတ်3 to the power 4 3 to the power 4ဆိုရင်3ဘဏ္ဍာကမြောက်လာတယ်4ကဒါကြောင့်ဆရာက3အများ3အများ3အများ3တော်တော်လေး ကိုကိုတော့နေ29 29တော့နေ87တဲ့ဆရာဘုရား87 1ရမှာလေရမှာเนาะနောက်တစ်ခုက minus 3 the whole power of 4 minus 3 the whole power of 4ဒါဆိုရင် minus 3ဘဏ္ဍာကာမြောက်တာလေ၄ကမြောက်တာအဲ့တော့ minus 3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 ဟုတ်လားလေဒါမှဆရာပြောနေရောတေချာလေးမှတ်မယ် minus ပေါ့ဘာပေါ်လဲအနှုတ်ပေါ်ပေါ့ကွာ ပြီးတော့လေးလေးကိုကြည့်လိုက်မယ်ကွာလေးလေးကစုံလားမလားကွာစုံလားမလားစုံဒါဆိုရင် minus ပေါ်ဘာတင်ရင်စုံတတ်တင်ရင် minus ကနေဘာဖြစ်သွားလဲ plus ရမလားဥပမာဆရာပြောပြမယ်ကွာ minus 2 the whole power 3တရားကြည့်ရတော့ minus ပေါ်အနှုတ်ပေါ်ပေါ်ကွာတင်ထားတဲ့3စီစုံလားမလားမဒါဆိုရင် minus ပေါ်မထက်တင်ရင် minus ရမလား အဲ့ဒီအနောက်ပေါ်မှာစုံတဲ့တင်ရင်ဘာဖြစ်သွားလဲ plus ရမလားဘာကြောင့်လဲလေးဒီဘာဖြစ်နေလို့လဲစုံကိဖြစ်နေလို့ရမလားတော့ဒါဆိုရင်ဆရာအောင်နည်း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 လေးပြောပြပါဒီ minus 3 to the to to the power 4မှာ minus 3ဒီဘာလဲအခြေဟုတ်လားတော့4ဒီဘာလဲထညောဒါကြောင့်ဆရာက minus 3ဒီအခြေက4ဒီဘာလဲထညောရမလားတော့ရမနော် နောက်တစ်ခုဆက်သွားမယ်တော့ minus 2 to the power 5ဟုတ်ပြီဆရာတို့ခွဲပြပါဦးကွာဘယ်ကောင်စီထက်ညောလဲဘယ်ကောင်စီအခြေလဲ minus 2ဒီအခြေဟုတ်လားတော်5ဒီပါလဲဆရာတို့ကထက်ညောရမှာလဲရောရမယ်နော်ဆက်သွားအောင်မယ်ကွာနောက်တစ်ခုက minus 2ကိုဘယ်နှခါမြောက်ပါလဲ9ကတခါ2ခါ3က4က5ကဟုတ်ပြီဆရာတို့လက္ခဏာမရှင်းသေးဘူးတော်ဆရာတို့ဂဏန်းမရင်မြောက်မယ်နက်နက်လီ၄၄နက်လီ ရှင်းနဲ့လီ16 16နဲ့လီ32ရပြီလို့ဆက်သွားမယ် minus ပေါ်မှာ5ဒီစုံလားမလားမ minus ပေါ်မှာထက်တင်ရင်ဘာထက်တင်ရင်မှာထက်တင်တယ်ဆိုရင်ဘာထွက်မလဲ minus ရပြီလို့ minus ပေါ်စုံတဲ့တင် plus minus ပေါ်မှာထက်တင်ဆိုတော့ minus ရမလားရမယ်နော်ဒါလေးတော့မြည်ရေးကြည့်ပါလေเนาะဆရာအထက်တန်းရောက်တဲ့အခါမှာဒီလက္ခဏာတွေရှင်းတဲ့အခါမှာကလေးတော်တော်များများမှားပါတယ် ။ဒါကြောင့်ဒါတော့သားသမီးတေချာလေးနားလည်အောင်လုပ်မယ်။ minus ပေါ်မှာဘာထက်ဆိုရင်စုံတက်ဆိုရင် plus ဟုတ်လားလေ။တကယ်လို့ minus ပေါ်မှာမားထက်ဆိုရင်ဘာပဲလဲ minus ပဲ။ရှားမယ်နော်။ဒါဆိုရင်ဆရာအောင်ဆက်သွားမယ်ပြော။နားလည်မထင်ပါနဲ့။နားလည်ဆရာအောင်ဆက်သွားမယ်။ကဲလာပြီတပြော။3.4 square ပေါ့ကွာ။နော် square လို့ဖဲတာမဟုတ်ရင်2 to the power 2လို့လည်းဖတ်လို့ရတယ်။တက်လို့ဖတ်။ ကဲဝင်ဆရာဆက်ရှင်းတော့3 by 4ဘယ်နှခါလဲပြောနှစ်ခါမြောက်ဒါကြောင့်ဆရာဟောက3 by 4 into 3 by 4ဟုတ်လားပြောအပေါ်ပေါ်ချင်းမြောက်မယ်အောက်ချင်းမြောက်မယ်နော်ဆရာဟောကြက်ချေခဲခြေလို့ရရင်ခြေပေါ်ဘာခြေလို့မရပေါ်ပေါ်ချင်းမြောက်အောက်ချင်းမြောက်မယ်တော့တော့လောက်ရလေကိုလေးလေးလေးစချဒါဆရာလို့ဒီနေ့ဖြစ်မယ်ကြားလို့တော့ဒါဆိုရင်ဆရာဟောတောင်းမျိုးပြောပြပါဦးပါ3 by 4 the whole power 3 by 4 square ပါပေါ့ကွာ ဘဲကောင်ဒီအခြေဘဲကောင်ဒီထက်ညောလဲ3 by 4ဒီအခြေကလေးနှစ်ဒီပါလဲထက်ညောအားလုံးနားလဲလားနားလဲနော်နောက်ဆုံးဆက်သွားမယ်2 by 3 the whole power of 5ကဲဟုတ်ပြီဆရာကိုဖြေပေးပါဦးကွာဘဲကောင်ဒီအခြေလဲဘဲကောင်ဒီထက်ညောလဲ2 by 3ဒီအခြေ5ဒီပါလဲထက်ညောရမှာလေဒါဆိုရင်2 by 3ကိုဘယ်နှခါမြောက်ပါလဲ9က10 2 3 4 5ဆရာကမြောက်လိုက် ချက်ချက်ကချီလို့ရရင်ချီမယ်ချက်ချက်ကချီလို့ရရင်ချီရဲဆိုတာဒီလိုပြောရတယ်ရောနော်6တန်းခဏတော့အခြေခံလေးတွေပေါ့ဆရာနည်းနည်းပြန်မှတ်မိရဒီမှာက16ကွာဒီလိုမျိုးလေးတွေရောချက်ချက်ကချီတယ်ဆိုတာလေးတက်လီလေးလေးလေးလီဘယ်လောက်လဲ16ဟုတ်တယ်ရော9တက်လီ9 9တက်လီ10ဒီလိုမျိုးလေးဆရာကပြောတာဒီမှာလေးရောချီလို့ရတာကြည့်လိုက်ရလားမရမင်းကပေါ်ပေါ်ချင်းမြောက်အောက်ချင်းမြောက်မယ်နင်တလီ လေးလေးနဲ့လီရှင်းရှင်းနဲ့လီ16 16နဲ့လီ32ဟာရောဆရာအပေါ်ကြီးနဲ့ဆရာမြောက်ရတယ်ပိုင်းဝင်ကြီးနဲ့ဆရာမြောက်ရတယ်ပိုင်းကြီးကိုမြောက်မယ်33လီ9 9လီ29 29သုံးလီ81 81သုံးလီ242မှာတော့ဟုတ်လားတပည့်တော်နားလည်မယ်နော်နားလည်မယ်ဒါဆိုရင်တော့ဆရာခဏပြောပြပါမယ်2 by 3 the whole power 5မှာ2 by 3ဒီပါလေအခြေ5ဒီပါလေ ဆရာကထက်ညောင်းညမလားဒါဆိုရင်တောက်သမီးတို့ကိုဆရာကကနန်းတစ်ခုပေးမယ်အဲ့ဒီကနန်းကိုတောက်သမီးကအခြေနဲ့ထက်ညောင်းခွဲနိုင်မလားခွဲနိုင်မယ်နော်လွယ်လွယ်လေးဒါဆိုရင်ဆရာတို့ကြည့်မယ်ဆရာတိချာလေးဒါလေးပေါ့ဆရာခုနကဖတ်သွားတဲ့ပုံစံမျိုးလေး3 by 4 2 to the power 2ကိုလည်းဖတ်လို့ရတယ်။ဒါဝင် a square ကိုလည်းဖတ်လို့ရတယ်။3 by 4 square ကိုလည်းဖတ်လို့ရတယ်။ရအောင်လား square ဆိုတာလည်းဘယ်နှစ်ထပ်ပဲလဲ။နှစ်ထပ်ကိုပြောတာ။ ။ဘယ်ရောက်ဆိုတော့ a square ဆိုတာ a နဲ့ a နဲ့မြောက်တယ် a square လို့ဖတ်မယ်ဆက်။ a ကျုဆိုတာ a ဘဏ္ဍာမြောက်တာလည်း3ကမြောက်တာဖတ်တဲ့အခါမှာ a ကျုလို့ဖတ်လို့ရတယ်။ဆရာပြောနားလည်ရပြီရောနားလည်မယ်နော်။ဆရာတို့ဟာ a တူတူတဲ့ power 3လို့လည်းဖတ်လို့ရတယ်လို့ a ကျုလို့လည်းဖတ်လို့ရတယ်။ရမှာလို့ရမှာနော်တေချာလေးမှတ်ထားမယ်။ဘာကြောင့်လဲဆိုရင်တောင်းသူပြုဆရာပုံစံဖတ်ခိုင်းမယ်ဆိုရင်မဖတ်တတ်မှာဆိုလို့ရမှာနော်။ ဒါဆိုရင်ဆရာတို့ဆက်သွားမယ်ကွာဒါလေးတပြောင်းတခြားကြည့်ဆရာကပြောသွားတာ minus 1 2000 and minus 1ပေါ်မှာ and ထက်တင်တာရအောင် minus 1ပေါ်မှာဘာထက်တင်တာလဲဆရာတို့ and ထက်တင်တာအဲ့ဒီ and ဒီဘာဂိန်းလို့ပြောထားတယ်ပဲရောစုံဂိန်းเนาะဆရာပြောလိုက်ပြန်တယ်ပဲရောထက်ညောဒီဘာဂိန်းဖြစ်ရင်စုံဂိန်းဖြစ်ရင်ထက်ညောဒီဘာဂိန်းဖြစ်ရင်လဲစုံဂိန်းဖြစ်မယ်ဆိုရင်အပေါ့ အဲ့တော့ခြံညောစီဆရာတော့ဘာဂိမ်းဖြစ်မယ်ဆိုရင်မဂိမ်းဖြစ်မယ်ဆိုရင်ဘာဖြစ်မလဲအနှုတ် minus 1ပေါ်မှာဥပမာဆရာပြောပြရမယ်တခြားလေးကြည့်မယ်နော်တခြားလေးကြည့်မယ်နော် minus 1ပေါ်မှာဆရာဘယ်နှဖက်ကြည့်မယ်လို့ရော၃ဖက်ဒါဆိုရင်ဆရာစဉ်းစားကြည့်မယ် minus 1ပေါ်မှာဘာဖြစ်တင်လာလဲမထက်ဒါဆိုရင်အပေါင်းဖက်မလားအနှုတ်ဖက်မလားအနှုတ်တစ်ပေါ်ကိုဘယ်နှဖက်တင်နေပါလဲတစ်ပဲ ဟုတ်လားမျိုးနောက်ဆိုဒီမိုင်းတော့ဝမ်းပေါ်မှာပဲဆရာက၄ရက်တင်ပဲကွာဒါဒီ၄ရက်စုံလာမှလားစုံဒါဆိုရင်မိုင်းနဲ့ထွက်မလားဘလတ်ထွက်မလားစုံရင်းဆိုရင်ဘလတ်ဒါကြောင့်ဆရာကအပေါင်းအပေါင်းဆရာကမရေတော့တစ်ပေါ်မှာဘလတ်လက်တင်နေပါမယ်လေတစ်ပဲဆရာပြောနားလဲနော်ဒါဆိုရင်တောက်လို့မြင်အဲ့ဒါလေးရေးကြည့်ပါလေနော်ဒီစာလေးမှတ်ထားပါနော်ဆရာတော့ကထက်ညုံးစီထက်ကိန်းစီဆိုရင်ထက်ညုံးစီစုံကိန်းဖြစ်မယ်ဆိုရင်အပေါင်းနဲ့ထွက် ချက်ညိုးစီမာခင်ဖြစ်မယ်ဆိုရင်ဘာနဲ့ထွက်မလဲအနှုတ်နဲ့ထွက်မယ်ဥပမာဆရာထပ်ပြောဦးမယ်နော်ဒါဆိုတေချာလေးနားလည်အောင်ဆရာဥပမာလေးနဲ့ပြောမယ်နော်ဥပမာ minus 2 the whole power of 5တေချာလေးကြည့်မယ် minus 2ပေါ်မှာဘယ်နဲ့ထပ်တင်ထားလဲငါတဲ့စုံလားမလားမဒါဆိုရင်ဆရာဘာနဲ့ထွက်မလဲ minus ဟုတ်လားအဲ့တော့ဆယ်ဟိုကနှစ်ကိုဘယ်နှခါမြောက်လိုက်ငါးကမြောက်လိုက်30နဲ့မှာ ရပါတယ်ရောရမယ်เนาะနောက်တစ်ခုအဲ့ဒီ minus 2ပေါ်မှာပဲဆရာက၄ထက်တင်မယ်ကွာစုံသားပါလားစုံစုံစုံဘာဖြစ်မလဲအပေါင်းအပေါင်းကရေးလိုက်ရမရေးလဲရတယ်နှစ်ကိုဘယ်ကမြောက်လိုက်၄ကမြောက်လိုက်ဒါဆိုဆရာလို့ကျင်တယ်ဖြစ်မထွက်ဘူးလားထွက်တယ်เนาะဒါဆိုရင်တောင်းလို့မျိုးဒီအောင်နားလိုက်မထင်ပါနဲ့နားလိုက်เนาะဒါဆိုဆရာနောက်တစ်ခုဆက်သွားမယ်ကွာကဲဟုတ်ပြီဒီမှာတောင်းလို့မျိုးမှတ်ကမှတ်ဟာလေ a power 1 a to the power 1 ော့1ဒါဆိုရင်အဖြေကဘယ်တော့ပဲပြန်ရမလဲ A ပဲပြန်ရရမယ်နော်ချက်ညိုးစီ1ဆိုရင်ဆယ်တော့အခြေပဲပြန်ရတယ်ပေါ့ကွာနောက်တစ်ခုဆယ်ကချက်ညိုးစီဘာဖြစ်ခဲ့ရင်တုံညာဖြစ်ခဲ့ရင်အဖြေဒီဘယ်တော့လဲ1ဒါကြောင့်သမီးတို့ဆရာစာဂျိုးလေးနဲ့ပြောမယ်နော်ပါဝါ0ဖြေက1ပါဝါ0ဘာက1အဖြေက1ပါဝါဆိုတာတပည့်တော်ချက်ညုံးကိုပြောတာပဲရမလားခလေးတွေမှားတယ်လို့ပါ ပါမာ0အဖြေကပါလဲ1ဒါလို့ဆရာဒီမှာဥပမာလေးကိုကြည့်ကြည့်မယ်ဒါလို့ဆရာမရှင်းသေးဘူးเนาะဥပမာလေးကိုဆရာရင်ကြည့်ကြည့်မယ် twenty two by seven to the power one ဒါဆိုရင်ဆရာဘာတင်လာလဲရှင်းညောင်းอ่ะ1ဆရာဘာဂိမ်းနဲ့တန်ရမယ်ပြောရတယ်အခြေဂိမ်းဒါကြောင့်ဆရာကအဖြေဒီဘလောက်လဲ twenty two by seven ရမှာလေးရောဒီမှာလဲဆရာတို့အတူတူပဲဆရာတို့ တက်ညိုးစီဘယ်လောက်တင်ထားလဲ1ဘာကိန်းနဲ့ပြန်ရမလဲအခြေကိန်းဒါဆိုရင်ဆရာကအဖြစ်အား minus 8 by 27ရလာပြီတော့ရမယ်နော်နောက်ဆုံးဆက်သွားမယ်22 by 7ပေါ့ကတက်ညိုးဘယ်လောက်တင်ထားလဲ0 power 0အဖြစ်က1 power 0အဖြစ်က1ဒါကြောင့်အဖြစ်ရပါမယ်လေ1ပဲရမလားဥပမာဆရာပြောဦးမယ်တတောင်းမဟုတ်တုံညတင်ထားတဲ့အဖြစ်ဘယ်လောက်မလဲ1 တတန်းပေါ်ကိုပါဝါဇီယိုတင်လိုက်ဖျား1တကယ်ပေါ်ကိုပါဝါဇီယိုတင်လိုက်ဖျားဘယ်လောက်ပဲလဲ1ပဲသားသမီးတို့အောက်မှာဘာဂိမ်းမဲဖြစ်ပါစေအခြေဒီဘာဂိမ်းမဲဖြစ်ပါစေနော်ဆရာတို့ချက်ညုံးစီ0ဆိုတာလည်းအဖျားဘယ်လောက်ပဲလဲ1ပဲရမှာပြောရမှာနော်ဒါလည်းနဲ့ထင်ပါတယ်နားလည်းဆရာဆက်သွားမယ်ပါဝါဇီယိုဖြေက1ညတခြားလေးမှတ်မယ်နော်နားလို့ဆက်သွားမယ် a to the power minus n ဒီမှာဆရာတို့ချက်ညုံးမှာတော့ကြည့်လိုက်ဘာကြီးဖြစ်နေလဲ မိုင်းနဲ့ချင်းဖြစ်ဖြစ်နေတယ်ပေါ့ကွာဒါဆိုရင်ဆရာမိုင်းနဲ့ချင်းကဘလူးချင်းကွာဆရာအပေါင်းပုံစံပြောင်းခြင်းတယ်ဒါဆိုရင်ကြောင်းပြန်လေးပြန်နှံ့မိလိုက်ရောဟုတ်ပြီဆရာပြောမှတယ်ပြော A power to the power minus n ဒီအောက်မှာဆရာဘယ်လောက်ရှိလဲပြော1ရှိတယ်ဟုတ်လားပြောကြောင်းပြန်လေးနှံ့မိလိုက်ရောမယ်1 by A power n ဆရာပြောတော့နားလဲလားပြောရမယ်နော်ကြောင်းပြန်နှံ့လိုက်ရဲ့ဆိုရင်အပေါင်းကနေအနှုတ်ဖြစ်အနှုတ်ကနေဘာဖြစ်အပေါင်းဖြစ် ရမလားဒါဆိုရင်အနှုတ်လေးကိုပြောင်းချင်ရင်ဗာလေးညံလိုက်ပြောင်းပြန်လေးညံလိုက်ပေါ့ဥပမာဆရာပြောအောင်မနားတခု1 by တော့တော့နားမလည်ဆရာပြန်ပြောရအောင်နော်1 by a power minus n အကဲလာမင်းဒီပဲရော1 by a power minus n ဆရာကဒီမှာ minus n ကြီးကိုဆရာဘာဖြစ်ချင်လဲအပေါင်းအဖြစ်ချင်ဘာလို့လဲပြောင်းပြန်ညံလိုက်ပေါ့ဘာဖြစ်သွားမလဲ a power n ပေါ့ဆရာပြောတော့နားလည်ရပြီရော နားလဲเนาะဒါဆိုရင်ကြောင်းမြန်နိုင်ရင်အပေါင်းကလည်းအနှုတ်ဖြစ်အနှုတ်ကလည်းဘာဖြစ်အပေါင်းဖြစ်ရမလားပြောရမယ်เนาะဒါဆိုရင်ဆရာတော်နောက်တစ်ခုဆက်သွားမယ်ကွာကဲလာပြန်ပြီလို့ပြောရင်နားပြန်ပုံစံလေးတစ်ခု minus 2 by 3တန်ညုံးဒီဘလောက်လဲ0အဖြေဘလောက်ရမယ်ထင်တယ်သားသမီးတို့ power 0အဖြေကဘလောက်လဲ1ဒါဆိုရင်အဖြေဘလောက်ပဲလဲ1 ဆရာကပြောမိသားเนาะတသန်းပေါ်မှာထညွန်းတုံညားတင်လဲအဖြေဘယ်လောက်ပဲလဲ1ပဲဒဂရီပေါ်မှာထညွန်းတုံညားတင်လဲအဖြေဘယ်လောက်ပဲလဲ1ပဲရှားမယ်เนาะဒါဆိုရင်ဥပမာနှစ်လေးကိုဆရာတို့တွားကြည့်မယ်3 to the power -2 3 to the power -2 ဟုတ်ပြီဆရာအဲ့ဒါလေးကိုရှင်းပြရတော့တပိသားအောင်ကြည့်နေဆရာတို့ရှင်းကြည့်မယ်เนาะ3 power -2 ကဲဟုတ်ပြီဆရာထညွန်းပေါ်မှာဘာကြီးဖြစ်နေလဲ မိုင်းနဲ့ဒီဖြစ်နေဒါဆိုရင်ဆရာကမိုင်းနဲ့ကိုဖြောင်းချင်တယ်ကွာဘာလို့လိုက်ပြောင်းပြန်လာလိုက်မယ်ဒီအောက်မှာဘယ်လောက်ရှိ1ရှိတော့ဆရာ1 by 3 square ဖြစ်သွားမယ်ရအောင်လားရမယ်နော်ဟုတ်ပြီ3တက်ဆိုတာ3ခဏကမြောက်တာလေ3တက်ခါမြောက်တာ3 3ဒီဘယ်လောက်ရလဲကိုဒါဆိုရင်ဆရာတို့ဖြစ်ဒီ1 by ဘယ်လောက်လဲနားနားလေရပြောနားလေနော်နားတခု -1.5 တူတူရဲ့ပါဝါ -1 ဟုတ်ပြီထညောပေါ်မှာဘာကြီးဖြစ်နေပြန်ပြီလေတပည့်တော် မိုင်းနဲ့ကြီးဖြစ်နေတယ်မြန်မာဒါဆရာဘာဖြောက်ခြင်းလဲမိုင်းနဲ့ဖြောက်ခြင်းလဲဘာလို့လဲကြောင်းမြန်နိုင်လိုက်မယ်ဒါဆိုရင်ပြောကြည့်ရအောင်ပြောဖြစ်သွားမလဲ1 by ပြန်တူအောင်1ရှိရအောင်1ရှိရအောင်1 by minus 1 by 5ဟောလာလေတော့ဒါဆိုရင်ဆရာတို့ကအစားကိုအမြောက်ပြောင်းအောက်ဘင်းကိုဘာလန့်ကြောင်းမြန်လန့်အစားကိုအမြောက်ပြောင်းမယ်အောက်ဘင်းကိုဘာလန့်လိုက် ်ပြောင်းမြန်လာဒီကောင်ရုပ်ဆရာပြောင်းမြန်ဆွဲနိုင်လိုက် minus ကတော့ပါပဲ minus ပဲဒီ fight ဒီကိုဆရာဆွဲနိုင်လိုက်ပြီကွာဘာဖြစ်သွားလဲ fight ဆရာပြောနားလဲလားဆရာပြောနားလဲလားနားလဲပဲเนาะဒါဆိုရင်ဆရာတို့ဆက်သွားမယ်ပုံစံအတွက်တက်ဒါဆိုဒီအရေးကိုနားလဲလားမသိဘူးနားလဲเนาะအစားကိုအမြောက်ပြောင်းမယ်အောက်ကိန်းကိုဘာလဲလားပြောင်းမြန်နှက်လိုက်ရောရမယ်နော်ပုံစံနဲ့တိကျမယ်အောက်ပါတို့ရဲ့တံမိုးများကိုမလုပ်ပါရှာကာကြီး 2 by 3 to the power 4ဒါဆိုရင်2 by 3ကိုဘယ်နှကမြောက်ရလဲ4ကဒါဆိုရင်ရေးလိုက်မယ်ကွာ2 by 3 into 2 by 3 into 2 by 3 into 2 by 3ဟုတ်လားလေဘယ်တော့ခြေလို့ရတာကြည့်လိုက်မရောက်ဒါဆိုရင်ပေါ်ပေါ်ချင်းမြောက်အောက်ချင်းမြောက်မယ်နှစ်နဲ့လီ၄လေးနှစ်နဲ့လီ၈ရှစ်နဲ့လီ16ဒါဖျက်ဆက်ချဟုတ်လားလေရော၃၃လီကိုကို၃လီ29 23လီ81ဒါဆရာလိုချင်တဲ့ဖြေတယ် ရမလားနောက်တစ်ခုဆက်သွားမယ် minus 3 by 5နော် minus 3 by 5ပေါ်မှာဘယ်နဲ့တင်တာလဲငါ့တက်ဟုတ်ပြီဆရာပြောပြနေတယ်ဆရာလေးကြည့်ဒါဆိုရင် minus 3 by 5 the whole power of 5ဒီမှာတခြားလေးကြည့်မယ်နော် minus 3ကိုဘယ်လောက်ခါမြောက်ထားရလဲငါးခါဒါဆိုဆရာ minus 3 by 5 into 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 minus 3 by 5နားလာပေါ့ကွာဒါဆိုရင်ဆရာတို့ဒီလိုကိန်းကနေကိုရင်ရှင်းမယ်ကြည့်ခြေလို့မရဒါဆိုရင်ပေါ်ပေါ်ချင်းများအောက်ချင်းများမယ်တော်တော်ကြီးကို9000ကြီးနေစားပေါ့နေစားတော့ရင်81 83သုံးလီ240မှာတော့ငါးငါးလီ25 25ငါးလီ125 125ငါးလီဆရာမရတော့ချက်ပြောင်း ငါးငါးလီ25ငါးငါးငါးလီ30စနစ်ဘယ်လောက်ရမလဲငါးလီငါး625ကပဲရှိသေးတယ်တခါငါးနဲ့တစ်မြောက်ကအောင်မယ်เนาะဆရာတန်းတော့မကြွရတော့ဘူးငါးငါးလီ25ငါးငါးလီ30စနစ်3030 32မှာ1ဟုတ်လားမျောဒါဆိုရင်3122မှာ5ဟုတ်လားဒါဆိုရင်ဆရာတို့ကအဲ့မှာလက္ခဏာရှင်းတော့မယ်တိစ္ဆာလေးကြည့်မယ်မျော မိုင်းနဲ့ပေါ်ကိုပါထက်တင်တာကလည်းစော်လားမလားငါးစီမဒါဆိုရင်မိုင်းနဲ့ပေါ်မှာမထက်တင်အပေါင်းထွက်လားနှုတ်ထွက်လားအနှုတ်တော့လည်းဆရာအပြည့်ပါလေအနှုတ်ရလာပြီရရမယ်နော်ကဲဟုတ်ပြီဆရာတို့ဆက်သွားမယ်အားလုံး